ကျမ်းမာတော်မူကြပါစားခင်ဗျာယခုချိန်မှာစတင်ပြီးဒီကနေ့အော်တိုဘားလ28ရက်နေ့နေ့လည်ခင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ကျွန်တော်ကတော့ရေးပေါ်လာရင်ပါဒီ channel လေးကမြေပြင်ရှင်တွေကိုတင်ဆက်ပေးနေတဲ့သတင်း channel လေးဖြစ်တာကြောင့် like and subscribe လုပ်ထားဖို့လည်းဖိတ်ခေါ်လိုက်ပါရခင်ဗျာပထမဆုံးတင်ဆက်ပေးချင်တာကတော့တီရာယူမွန်ပြူစော်တီအဖွဲ့ရဲ့ drone တစ်စီးကိုနထူးကြီးပကပသိမ်းဆည်းရမိခဲ့ကြောင်းတင်ဆက်ပေးပါမယ်မန္တလေးတိုင်းမြင်းကြံမြို့နယ်မှာစစ်ကြောင်းထိုးလာတဲ့ တီတာယူမပြူစော်တီအဖွဲ့ရဲ့ drone တစ်စီးတင်ဆက်ရမိခဲ့တယ်လို့တတိုးကြီးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကပတာဝန်ရှိသူကပြောပါတယ်။အော်တိုဘားလ29ရက်နေ့ကမြင်းချက်မြို့ရဲ့အနောက်ဘက်ချမ်းကနေ drone ကိုရရှိတောင်းလို့ဆိုပါတယ်။တိုက်ပွဲဖြစ်တဲ့နားမှာ drone နဲ့ခြာရင်းကနေဘက်ထရီအားကုန်ရင်ပြတ်ကြတာဖြစ်မယ်။အဲ့ဒါကိုကျွန်တော်တို့ရှင်းလင်းရေးလုပ်ပြီးတင်ဆက်ရမိတာမြင်းချက်အနောက်ဘက်ကနေထိုးလာတဲ့ပြူစော်တီနဲ့စစ်ကောင်စီစစ်ကြောင်းကနေရလိုက်တာလို့ နထူးကြီးမြို့နယ်ပြည်သူ့ကောက်ဝေးတပ်ဖွဲ့တာဝန်ရှိသူက ရှင်းပြပါတယ်။ဒါပေမဲ့ drone ရရှိတဲ့ဒေတာအခြေအနေအသေးစိတ်ကိုတော့လက်တလုံးစည်းရေးအရာဖော်ပြဖို့မတင်သေးဘူးလို့လည်းကောင်းကပြောပါတယ်။ညချင်းခရိုင်တောင်တာမြင့်ကျန်တဲ့နထူးကြီးမြို့နယ်တွေးကိုစစ်ကောင်စီတပ်ကယခုနှစ်ဩဂတ်လကတည်းကစစ်ကြောင်းတွေထိုးနေတာဖြစ်ပါတယ်။ဒါပေမဲ့စက်တင်ဘာလ25ရက်နေ့ကနေအော်တိုဘာလ12ရက်နေ့အထိ16ရက်တာတိုက်ပွဲအတွင်းမှာစစ်ကောင်စီတပ်အထိနာပြီးစစ်ဦးလမ်းအောင်တိုက်ခိုက်ခံတာရပါတယ်။ အဲ့ဒီတိုက်ပွဲတွေမှာဘုံမှုအစစ်အပါဝင်စစ်ကောင်စီတပ်သေးဆုံးမှုများပြားရှိနေပြီးလက်နက်မျိုးစုံ90နီးပါးတိတ်ဆိတ်ရမိတယ်လို့နထူးကြီးပြည်သူ့ကာကွယ်တပ်မတော်နထူးကြီး People Defense Force မြင်းကျင်ခရဲ့အမှတ်40တရင်ကသတင်းထုတ်ပြန်ထားပါရခင်ဗျာနောက်ထပ်တင်ဆက်ပေးခြင်းဒါကတော့ချောက်ချောက်ချောက်ပွိုင်ဂုံးကိုထူးစစ်စင်နေတဲ့စစ်ကောင်စီစစ်ကြောင်းအောင်မြင်မှုမရတဲ့အပြင်ဂျာစကန်တခုကိုပါလက်လွတ်လိုက်ရကြောင်းတင်ဆက်ပေးပါမယ်အရကတ်တတော် AA သိမ့်ပိုက်ထားတဲ့ ပဲခူးတိုင်းပန်းတောင်းမြို့နယ်ပကံကွေ့ပကံကွေ့ကြည်ရွာအနီးမှာရှိတဲ့666.9ကိုအကြံဖတ်စစ်တမပြန်လဲထိုးစစ်စင်တက်ခဲ့ရမှာအောင်မြင်မှုမရတဲ့အပြင်လူနဲ့ရိတ်ခါထောက်ဖို့လုပ်နေတဲ့စစ်တပ်ဂျာစကန်တခုကိုပါလက်လွတ်လိုက်ရတယ်လို့တရင်ရရှိပါတယ်စစ်တပ်ကတောင်ကုတ်အုံးရှိပင်ယူတောင်ကျော်လက်အနီးမှာရှိတဲ့အေကသိမ့်ပိုက်ထားတဲ့0.63လုံးစကန်ကုန်းကိုပြန်လဲထိုးစစ်စင်ပါတယ်အောင်မြင်မှုမရတဲ့အပြင်ဂျာစကန်တခုကိုပါ AAC မှာထပ်မံသိမ့်ပိုက်ခံလိုက်ရပါတယ်လို့ ဒေတာရင်းစီရီတရင်ရှိမြစ်တူကပြောပါတယ်စစ်ကောင်စီ point 666စကန်ကုန်းကိုပြန်လဲထိုးစစ်ဆင်လာတဲ့စစ်တပ်စစ်ကြောင်းဟာအကြအဆုံများပြီးနောက်ဆုတ်ရမှအေအေကလိုက်လံချေမုံတိုက်ခိုက်စင်မှာ၎င်းဂျာစကန်ငယ်တခုကိုထပ်မံသိမ့်ပိုက်ခံလိုက်ရတယ်လို့၎င်းကဆက်လက်ပြောဆိုပါတယ်အဲ့ဒီစစ်ကြောင်းကတက်လံကြပြီးနောက်ကျသွားတာကိုအေအေကဂျာဖြတ်တိုက်ခိုက်ချေမုံလိုက်တာတိုက်ရင်နဲ့အဲ့ဒီတိုက်ပွဲကအနည်းအနာကရိတ်ခါရီထောက်ဖို့လုပ်တဲ့ဂျာစကန်တခုကိုပါအေအေကရလိုက်တယ်လို့ဆိုပါတယ် တိုက်ပွဲအတွင်းမှာအကြဆုံများပြီးစစ်ကောင်စီစစ်ကြောင်းဟာဖယူဖယဲထွက်ပြေးရမှာ၎င်းဂျာစကန်တခုကိုပါထပ်မဆုံရှုံလိုက်ရတယ်လို့ဆိုပါတယ်၎င်းစကန်ငယ်ကိုတိမ့်ပိုက်ခံရပြီးနောက်စစ်ကောင်စီဟာကပ္ပစာ16နဲ့နှမိုင်ကျော်ခန့်အကွာအဝေးပဝန်ချင်းကိုဝိုင်းတွဲဂျက်ဒရုန်းတင်ကအတွဲလိုက်ပစ်တဲ့ဒုံးတွေနဲ့အဆက်မပြတ်ပစ်ခတ်နေတယ်လို့သူကစက်ပြောခဲ့ပါတယ် လက်ရှိတိုက်ပွဲဟာကပ္ပစစ်စကြောအနီးထိတိုက်ပွဲရောက်ရှိလာတဲ့အတွက်စစ်ကူစစ်ကြောများထပ်မံဆီလွတ်ထားပြီးမတုံကြီးရွာပဝွန်ချင်းမှာတပ်ဖွဲ့ဝင်အင်အား900ခန့်တပ်ဖြန့်ထားတယ်လို့ဒေသခံစီးသတင်းရင်းမြစ်ကဆိုပါတယ်။အခုကကပ္ပစစ်စကြောနဲ့သုံးမိုင်ဝန်းကျင်မှာတိုက်ပွဲကနေ့စဉ်ဖြစ်နေပါတယ်။လီကျောင်းနဲ့လက်နက်ကြီးပစ်ကူပေးနေပါတယ်။မတုံရွာနဲ့ကပ္ပစစ်စကြောဝန်းကျင်မှာတော့အင်အား900ခန့်တပ်ဖြန့်ထားပါတယ်လို့ဆိုထားပါတယ်။စစ်ကောင်စီအားကပ္ပစစ်စကြောဝင်ပေါက်0.666စကန်ကုန်းကို အေအေဦးဆောင်တဲ့ဒေါ်လိုင်းတက်ဖွဲ့တွေကအော်တိုဘားလ14ရက်နေ့မှာသိမ်းပိုက်ခံလိုက်ရပြီးနောက်အဆိုပါစကန်ကုန်းကိုစစ်တပ်ကပြန်လည်ဒုစစ်ဆင်တိုက်ခိုက်လာခြင်းဖြစ်ပါတယ်။လက်နက်ငယ်ပစ်ကတ်တန်တွေကိုမတုံကြည့်ရွာကကြားလာရတဲ့အတွက်အနီနာကြည့်ရွာမြမဒေသခံအချို့လဲစစ်ဘေးရှောင်သွားကြတယ်လို့ဒေသခံကဆိုပါတယ်။မြန်မာစစ်တပ်ရဲ့လက်နက်ကိရင်ထုတ်လို့ရမှာအတိအကမပါမဖြစ်တဲ့ကုံကြောနဲ့ကုံကြမ်းရန်နှမျိုးလုံးကိုထုတ်လုပ်တဲ့ကပ္ပဆတ်စကြောဟာလက်ရှိမှာချင်းချောက်ခံလာရပြီးနောက် အနိပတ်ဝန်းကျင်မှာရှိတဲ့ကပ္ပစ6ကပ္ပစ9ကပ္ပစ9တို့ကပါစည်ရည်ပြင်ဆင်မှုများအကြီးအကျယ်ပြုလုပ်နေတယ်လို့သိရှိရပါတယ်။ကပ္ပစ16ကိုအချံဖတ်စစ်တကနေရောညပါကင်းထောက် drone 5စီးနဲ့ကင်းထောက်နေပြီး jet fighter ဝိုင်းတွဲတို့ကပါအဆက်မပြတ်နေရောညပါစောင့်ကြည့်နေတယ်လို့သိရှိရပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးချင်တာကတော့အရကရေပိုင်နဲ့အတွင်းမှာဥပဒေမဲ့ကျူးကျော်ဝင်းရောက်ငါးဖန်နေတဲ့ ဘင်္ဂလားဒေ့ရှ်ငါးဖန်သမားလေးဦးကိုအာရကကန်ယူတဲ့လုံခြုံရေးတပ်ဖွဲ့တွေကဖမ်းဆီးရမိခဲ့ကြောင်းတင်ဆက်ပေးပါမယ်။အာရကပြည်မောင်တုံမြို့နယ်မှာရှိတဲ့အာရကရေပိုင်နယ်အတွင်းဥပဒေမဲ့တရားမဝင်ကျူးကျော်ဝင်ရောက်ငါးဖန်နေတဲ့ဘင်္ဂလားဒေ့ရှ်တငါတဲ့လေးယောက်ကိုဒီကနေ့အော်တိုဘာလ29ရက်နေ့မှာအာရကကန်ယူတန်ဆောင်လုံခြုံရေးတပ်ဖွဲ့ဝင်တွေကဖမ်းဆီးရမိခဲ့ကြောင်းသိရှိရပါတယ်။ဒီမနေ့မနေ့ပိုင်း9ရက်ဝင်းကျင်ချိန်မှာဘော်ပစားခရိုင်တက်ကနက်ဘက်ကနေ တတလီတစည်းနဲ့တူဘင်္ဂလားဒေ့ရှ်ငါဖတ်သမလေဝါမောက်တုံးမြွနဲ့နှကောင်းတူစကန်ရဲ့အနောက်ဖက်မီတာ800ခန့်အကွာမှာငါဖတ်ရင်၎င်းတို့မှာပါဝင်လာတဲ့ရေမျောငါဖတ်ပိုက်တွေကိုဖြန့်ကျက်ချနေကြကြောင်းသိရှိရပါတယ်။အစိုးရဥပဒေမဲ့တရားမဝင်ကျူးကျော်ဝင်ရောက်ငါဖတ်နေတယ်။ငါဖတ်သမလေဦးကိုအာရကပ်ကံယူတန်လုံခြုံရေးတပ်ဖွဲ့ဝင်တွေကလိုက်လံဖမ်းဆီးချိန်မှာငါဖတ်ပိုက်တွေကိုစွန့်ပစ်ပြီးငါဖတ်လီနဲ့တူထွက်ပြေးခဲ့ပေမဲ့မနေ့၈နိုင်ကျော်အချိန်မှာတော့နှကောင်းတို့စကန်ရဲ့အနောက်မြောက်ဘက် တတမ3ကီလိုမီတာခန့်အကွာမှာအာရကကန်ယူတန်ဆောင်တပ်ဖွဲ့ဝင်တွေမှပြန်လည်ဖမ်းဆီးနိုင်ခဲ့ကြောင်းသိရှိရပါတယ်။ဥပဒေမဲ့တရားမဝင်ကျူးကျော်ဝင်ရောက်ငှားဖမ်းနေတဲ့အစိုးရငှားဖမ်းသမား၄ဦးကိုအာရကပြည်သူဒေါ်လန်ရဲ့အစိုးရရဲ့တရားဥပဒေနဲ့အညီဆောင်ရွက်နိုင်ရန်တက်ဆိုင်ရာတာဝန်ရှိသူတွေထံကိုပို့ဆောင်ပေးထားကြောင်းအာရကကန်ယူတန်လုံခြုံရေးတပ်ဖွဲ့ကဆိုပါတယ်။ဒီကနေ့2025ခုနှစ်ဇန်နဝါရီလမှဇူလိုင်လ17ရက်နေ့အတွင်းအာရကပြည်သူဒေါ်လန်ရဲ့အစိုးရမှ နေဇက်ဒေတာဆက်ဆံရေးပုံမတူတက်ကောင်းမွန်လာစီရန်ရှိရှိပြီးဘင်္ဂလားဒေ့ရှ်တင်္ဂါတဲ့188ဦးနဲ့ငါဖန်အစီ30ခန့်ကိုဘင်္ဂလားဒေ့ရှ်အာဏာပိုင်များထံကိုတရားဝင်ပြန်လွှတ်ပေးခဲ့ကြောင်းသိရှိရပါတယ်။ထို့တော်လည်းတစ်ဖက်ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေထံမှတဲ့လျော်တော့အပြန်အလှန်လေစာတုံ့ပြန်မှုမရှိခြင်းဖြစ်တာကြောင့်ယခုလိုဥပဒေမဲ့တရားမဝင်ကျူးကျော်ဝင်ရောက်ငါဖန်သမားတွေကိုဥပဒေအရဆောင်ရွက်နိုင်ရန်တာမီးရခြင်းဖြစ်တယ်လို့ဆိုထားပါရခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးခြင်းတကားတော့မြန်မာစစ်တပ်ကကျင်းပမဲ့ရွေးကောက်ပွဲမတိုင်မီမှာတိုင်းရင်းသားများနဲ့အတိုက်ခံအင်အားစုများအလုံးကိုမလေးရှားနိုင်ငံကွာလာလမ်ပူမြို့ကိုဖိတ်ခေါ်ဆွေးနွေးမယ်လို့မလေးရှားဝန်ကြီးချုပ်ထုတ်ပေါ်ပြောဆိုခဲ့ကြောင်းတင်ဆက်ပေးပါမယ်။မြန်မာအကြမ်းဖက်စစ်တပ်ကကျင်းပမဲ့ရွေးကောက်ပွဲမတိုင်မီမှာတိုင်းရင်းသားများနဲ့အတိုက်ခံအင်အားစုများအလုံးကိုမလေးရှားနိုင်ငံကွာလာလမ်ပူမြို့ကိုဖိတ်ခေါ်ဆွေးနွေးမယ်လို့မလေးရှားဝန်ကြီးချုပ်အန်ဝါအီဘရာဟန်ကထုတ်ပေါ်ပြောဆိုလိုက်ပါတယ်။အာဆီယံဥက္ကဋ္ဌမလေးရှားနိုင်ငံအနေနဲ့ တိုင်းရင်းသားလူနည်းစု28ဖွဲ့အတိုက်ခံအင်အားစုများအလုံးကိုအလုံးပါဝင်တဲ့တွေ့ဆုံဆွေးနွေးမှုလှုပ်ဆောင်နိုင်ရေးအတွက်မလေးရှားနိုင်ငံကိုရွေးကောက်ပွဲမတိုင်မီမှာဖိတ်ကြားမှာဖြစ်ကြောင်းမြန်မာအရေးကိုပြည်ရှင်းနိုင်ရန်မြန်မာကိုယ်တိုင်ဥဆောင်ရမှာဖြစ်ကြောင်းရွေးကောက်ပွဲကိုလည်လာစောင့်ကြည့်သူများစေလွတ်ရန်စစ်တပ်ရဲ့ဖိတ်ခေါ်ချက်ကိုအာဆီယံကစဉ်းစားနေသေးတာဖြစ်ကြောင်း၎င်းကဆိုပါတယ်တွေ့ဆုံဆွေးနွေးမှုတွေဆက်လုပ်ဖို့နဲ့လူသားချင်းစာနာထောက်ထားမှုအကူအညီတွေဆက်ပေးနိုင်ဖို့ကျွန်တော်တိုက်တွန်းပါတယ် ်မြန်မာနိုင်ငံအရေးကိုမြန်မာနိုင်ငံသားတွေကိုယ်တိုင်ဥဆောင်ပြီးလှုပ်ဆောင်ရမှာဖြစ်ပါတယ်လို့မလေးရှားဝန်ကြီးချုပ်ကပြောဆိုပါတယ်မြန်မာအကြံဖတ်စစ်တပ်အနေနဲ့အာဆီယံဘုံသဘောတူညီချက်၅ချက်ကိုအကောင့်ထည့်ဖော်ရင်ပြက်ကွက်နေတဲ့အတွက်မြန်မာစစ်ကောင်စောင်တွေကိုအာဆီယံဒေသအစည်းအဝေးနဲ့ဆက်ဆက်အစည်းအဝေးများတက်ရောက်ခွင့်ကိုဆက်လက်ပိတ်ပင်လိုက်ကြောင်းအာဆီယံနိုင်ငံကြီးဝန်ကြီးများအစည်းအဝေးကဆုံးဖြတ်ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်မလေးရှားနိုင်ငံကွာလာလမ်ပူးမြို့မှာအော်တိုဘားလ26ရက်နေ့ အာဆီယံနိုင်ငံကြီးဝန်ကြီးများအစည်းအဝေးပြီးအချက်28ချက်ပါတဲ့မြန်မာအရေးစွန့်နှိချက်ကြီးညာစာတမ်းကိုထုတ်ပြန်ခဲ့ပြီးနောက်ယင်းကြီးညာချက်ထဲမှာအဓိကအချက်တွေအနည်းနဲ့မြန်မာစစ်တပ်ကအာဆီယံပုံသဘောတူညီချက်၅ချက်ကိုအတိတ်ပဲရှိတဲ့အကောင့်ထဲပေါ်တိုးတက်မှုများမလုဆောင်သေးရင်အာဆီယံဒေသအစည်းအဝေးနဲ့နောက်ဆက်တွဲဆက်ဆက်အစည်းအဝေးတွေမှာမြန်မာစစ်ကောင်းဆောင်တွေကိုတက်ရောက်ခွင့်ပြုမှာမဟုတ်ပဲနိုင်ငံရေးအရာကိုစားမပြုသူကိုယ်တော်တက်ရောက်ခွင့်ပြုမှာဖြစ်ကြောင်းသိရှိရပါတယ် ဒါပြင်အာဆီယံနိုင်ငံကြ ాయి ဝန်ကြီးများအစည်းအဝေးရဲ့ဆုံးဖြတ်ချက်မှာရွေးကောက်ပွဲများမကျင်းပပြီးနိုင်ငံရေးအကျပ်တဲကိုဖြည့်ရှင်းရန်ဘုံသဘောတူညီချက်၅ချက်ကိုအကောင့်ထည့်ဖော်ပြီးအကြံဖတ်မှုတွေကိုရပ်တန့်ရမှာဖြစ်ကြောင်းထုတ်ပြန်ကြေညာခဲ့ပါရခင်ဗျာနောက်ထပ်တင်ဆက်ပေးကြတာကတော့ရွှေကုတ်ကိုမြို့တဲ့အပါအဝင်မြဝတီမှာရှိတဲ့ကြားဖြတ်လုပ်ငန်းတွေအားလုံးစိတ်ပူရမလို့ပဲပုံမှန်အတိုင်းလက်ပတ်လုပ်ကိုင်နိုင်တယ်လို့စောချစ်သူဦးဆောင်တဲ့ BGF ကအတည်ပြုခဲ့ပြီး ကရင်နှစ်တခုပွဲတော်ကို BGF ကစီကာတိုက်မြိတ်စွာကျင်းပပြီးမှဖြစ်တဲ့အတွက်ပါဝင်ဆင်နွှဲရန်ဖိတ်ခေါ်ခဲ့ကြောင်းတင်ဆက်ပေးပါမယ်။ကရင်ပြည်နယ်မြောက်ရီမြို့နယ်မှာရှိတဲ့ KK Park မှာဖြစ်ပေါ်နေတဲ့အခြေအနေတွေကြောင်းရွှေကုတ်ကိုမြို့တဲ့အပါဝင်မြောက်ရီမြို့နယ်အတွင်းမှာရှိတဲ့ကြံဖြန့်လုပ်ငန်းစင်တာတွေအနေနဲ့စိတ်ပူရန်မလို့ပဲပုံမှန်အတိုင်းလုပ်ငန်းများလည်ပတ်လုပ်ကိုင်နိုင်တယ်လို့စစ်တပ်လက်အောက်ကဘူမူကြီးစောချစ်သူဦးဆောင်တဲ့ BGF ကတရားဝင်အသိပေးလာကြောင်း ကြပြလုပ်ငန်းများမှာလုတ်ကင်နေတဲ့မြန်မာများထံကနေသိရှိရပါတယ်။အော်တိုဘားလ23ရက်နေ့မှာစတင်ပြီးမြောက်ဝရီမြို့နယ်မှာရှိတဲ့ KK ဖက်ကိုစစ်တပ်ကဝင်ရောက်စီးနှင်ခြင်းစစ်တပ်လောက်ကန် PGF ကကြပြလုတ်ကင်သူတွေကိုနှင်လွှတ်ခြင်းခေါ်ထုတ်သွားခြင်းများလှုပ်ဆောင်ခြင်း PGF ကကြပြ KK ဖက်အတွင်ဖောက်ခွဲမှုများလှုပ်ဆောင်လာခြင်းတို့ကြောင့်ရွှေကုတ်ကိုအပါအဝင်ကြပြလုပ်ငန်းများလုတ်ကင်နေတဲ့စင်တာများထဲမှာစိုးရိမ်ပူပန်မှုများဖြစ်ပေါ်လာကြောင်း ထို့ကြောင့်ကြားဖြတ်လုပ်ငန်းတွေကိုအတိကဦးစီးလုတ်ကင်အကာအကွယ်ပေးနေတဲ့ BGF တပ်ဖွဲ့ကိုကြားဖြတ်လုပ်ငန်းရှင်များတရုတ်များကြားဖြတ်လုပ်ငန်းများမှမြန်မာနိုင်ငံသားတွေကဆက်သွယ်မိမြန်ရမှာ BGF ကစူးရင်ပူပန်ရမလို့အပင်ပုံမှန်အတိုင်းကြားဖြတ်လုပ်ငန်းများလေပတ်လုတ်ကင်နေကြောင်းဒါအပြင်လာမယ့်ဒီဇင်ဘာလမှာကရင်နှစ်တကူပွဲတော်ကိုပါစီကတိုက်မြိတ်စွာ BGF ကဥဆောင်ကျင်းပမှာဖြစ်တဲ့အတွက်ပါဝင်ဆင်နွှဲပါရန်ဖိတ်ခေါ်ပါတယ်လို့တရားဝင်အသိပေးလာကြောင်းသိရှိရပါတယ် BGF ဘက်ကရွှေကုတ်ကိုထဲမှာရှိတဲ့လုပ်ငန်းတွေအလုံးကိုဘာမှစိုးရင်စရာမလိုဘူးပုံမှန်အတိုင်းလုပ်ငန်းလက်ပတ်လုပ်ကင်နိုင်တယ်သူတို့အနေနဲ့ဆက်လက်ပြီးအကာအကွယ်ပေးနေမှာဖြစ်တယ်ကရင်နှစ်တကူပွဲတော်ကိုစီကာတိုက်မြိတ်စွာကျင်းပမှာဖြစ်လို့ပါဝင်ဆင်နွှဲဖို့ဖိတ်ခေါ်တယ်ဆိုပြီးအတိပေးလာပါတယ်သူတို့ကမစိုးရင်နဲ့ပြောပေမဲ့စိုးရင်မှုကတော့ရှိနေကြပါတယ်လို့ရွှေကုတ်ကမြို့တဲ့အတွင်းကြားပြတ်လုပ်ငန်းမှာဦးစီးလုပ်ကင်နေတဲ့မြန်မာနိုင်ငံသားကြီးကြပ်သူတဦးကဆက်သွယ်ပြောဆိုပါတယ်လက်တလော PGF ကဦးစီးလုပ်ကင်နေတဲ့ ရွှေကုတ်ကိုမြို့တဲ့အတွင်းမှာရှိတဲ့ကြားဖြတ်လုပ်ငန်းများမှာပုံမှန်တိုင်းလုပ်ငန်းလေပတ်လုပ်ကင်နေတဲ့အပြင် KK Pack မှပြောင်းရွှေ့လာတဲ့တရုတ်တတိတချို့မှာလည်းရွှေကုတ်ကိုမှရှိတဲ့အဆောင်တတချို့မှာလုပ်ငန်းများပြန်လည်စတင်နေကြောင်းမြောက်ရီမြို့နယ်အတွင်းမှာရှိတဲ့ TKPA PC လက်အောက်မှာရှိတဲ့ကြားဖြတ်လုပ်ငန်းတွေအားလည်းပုံမှန်အတိုင်းလေပတ်နေစေဖြစ်ကြောင်းသိရှိရပါတယ်။ရွှေကုတ်ကိုဝန်ကဆိုင်နဲ့မြောက်ရီမြို့မှာရှိတဲ့ BGF TKPA PCK ဝင်းတွင်နဲ့မြောက်ရီမြို့အမှန်ငန်းရက်ကွက် အမတ်တိရက်ကွက်နဲ့အမတ်နေရက်ကွက်အပါဝင်မြောက်ရီတမျိုးလုံးမှာရှိတဲ့ကြားဖြင့်စင်တာတွေမြောက်ရီမြို့မြို့ပြမှာရှိတဲ့မြစ်တလင်းမြိုင်မေတော်တလင်းဤကြီးမြိုင်မင်းလက်ပန်ဖလူကြီးဖလူလီအေဘတ်ဧကတရားဆိုင်နောက်ပြီးရင်စုံစည်းမြိုင်ကြောက်ခတ် DKPA ဌာနချုပ်ဘက်မှာရှိတဲ့ကြားဖြန့်တွေဝေါ်လီဘက်မှာရှိတဲ့ DKPA ဖိုးရွှေဝကွင်းတွေအကုန်ပုံမှန်အတိုင်းလေပတ်နေပါတယ်အစုံစုံ KK ဖတ်တော်မှအခုဖြစ်နေတာအကုန်လုံးမဟုတ်ပါဘူး စိုက်ကြီးတွေကစိုက်အသေးတင်းနဲ့တုံးလင်းကအခွင့်နေရာလေးတွေကိုရှင်းလင်းတော့ဂျန်နာတွေအကုန်လုံးပုံမှန်အတိုင်းလေပတ်နေပါတယ်လို့မြောင်းရီမြို့အခြေစိုက်ကရင်စီတရင်ရှင်းမြစ်ကရှင်းပြပါတယ်။အော်တိုဘားလ22ရက်နေ့ကလေးက PGF မှာစောချစ်သူတင်ဝင်းနဲ့မုတ်တုံတို့က KK Park မှာကြံပြန့်တရုတ်တတိယများ online ဤပညာဆိုင်ရာပညာရှင်များအပါအဝင်အရေးပါသူတွေကိုခေါ်ထုတ်တော်ပြီးတချို့မှာရွှေကုတ်ကောင်မှရောက်ရှိကတချို့ကတော့ VGF ကအတူစီစဉ်ပေးထားတဲ့နေရာတွေမှာယာယီခိုးလုံနေကြကြောင်းသိရှိရပါတယ်။ KK Park မှာကြာဖြန့်တရုတ်တတိများအပါအဝင်အရေးပါသူတွေကို VGF ကအတူအစီစဉ်နဲ့ရွှေပြောင်းပေးရမှာမြဝတီနှစ်ခွန်ငါးခိတ်တင်ကန်းညီနောင်ခိတ်ကော့ကရိတ်ကိုတိုင်ခိတ်ကျုံတိုးခိတ်အပါအဝင်စစ်တပ်ခိတ်တွေကိုစစ်တပ်ကလမ်းကြောင်းဖွင့်ပေးထားခဲ့ကြောင်းသိရှိရပါတယ်။ KK Park မှာ VGF ကအတိကလုံခြုံရေးယူတာဝန်ယူလှုပ်ဆောင်ထားတဲ့ကြာဖြန့် online center တခုဖြစ်ပြီး မြောက်ရီမြို့နယ်အတွင်းမှာရှိတဲ့ကြက်ပြက်လုပ်ငန်းတွေအားလုံးကို BGF ကစက်ကြီးကောက်ကအကာအကွယ်ပေးထားခြင်းဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါအခုလိုသတင်းများကိုနောက်ဆက်ကြည့်ရှုပေးခဲ့တဲ့အတွက်အထူးပင်ကျေးဇူးတင်ရှိပါတယ်နောက်ထပ်တော်လိုင်းသတင်းတို့များနဲ့ပြန်လာခဲ့ပါမယ်မြန်မာပြည်သူပြည်သားပေါင်းအကြံဖတ်စစ်အာဏာရှင်စနစ်ဆိုးလက်အောက်မှာအမြန်ဆုံးလွတ်မြောက်ပြီးတော်လန်နေတဲ့ကိုချိန်တော်တွင်ရောက်ရှိနိုင်ပါစေလို့ကျွန်တော်တို့တော်လန်သတင်းဌာနမှဆုတောင်းလိုက်ပါရခင်ဗျာ